အခုလက်ရှိမောင်းနေတဲ့ဆက်ကိုကျွန်တော်လိုက်ပြမယ်ပေါ့နော် ဆိုလာနဲ့မောင်းနေရလေးအားလုံးမင်္ဂလာပါကျွန်တော်တို့ HNS Solar Energy ကိုပြန်လည်ကြိုဆိုလိုက်ပါတယ်လက်ရှိတက်ဆင်ပေးထားတာကျွန်တော်တို့ဒီ50 kW ဒီရဲရဲ battery ကတော့ကျွန်တော်တို့51.2ဗိုလ်အဲ 100Ah 6လုံးတွဲထားရပါတော့ CDE battery အခုကျွန်တော်တို့ကဒီစက်ယုံထဲမှာရောက်နေတယ်ပေါ့နော်နည်းနည်းတော့နာကြီးနေတယ်အဲအခုလက်ရှိမောင်းနေတဲ့ဆက်ကိုကျွန်တော်လိုက်ပြမယ်ပေါ့နော် Solar နဲ့မောင်းနေရလေးကို โอเคဒါကတော့ကျွန်တော်တို့ရေကက်ဆက်ပေါ့နော်အဲ့ရေကက်ဆက်လေးဟိုဒါ layer စင်းနဲ့ကျွန်တော်တို့ဆက်ကိုလုံးဝမ join ထားဘူးဒီ solar နဲ့ပဲဓာတ်ရိုက် join ထားတာပေါ့နော်အဲ့လိုကျွန်တော်ဇက်လိုက်မောင်းတာဖြစ်ပါတယ်ဒီရေကက်ဆက်လေးကိုလည်းကျွန်တော်တို့ပေါ့နော် SC engineering crew ကနေမှလည်းထုတ်လုပ်တက်ဆင်ရောင်းချပါတယ်အဲ့တော့ခုနလိုကျွန်တော်တို့ရေခဲဆက်တွေမောင်းဖို့အတွက်ကိုကျွန်တော်တို့တေချာလီတွက်ချက်ပြီးတော့မှစီစဉ်ပေးထားတာဖြစ်ပါတယ်အဲ့တော့ဒီလက်ရှိ run နေတဲ့ kilowatt အရဆိုရင်သူက watt 3000လောက်ပဲရှိတယ်ကျွန်တော်တို့ solar ကိုထည့်ထားတာကတော့3000ခွဲလောက်ပဲထည့်ထားတယ် အဲလက်ရှိမှာဒီရေကက်ဆက်နှလုံးကောင်းကောင်းလေး run နိုင်တယ်ပြီးတော့ကျွန်တော်တို့က battery ကိုတူလောင်ဖို့အတွက် ကတော့တိတ်ပြီးဆိုလာရီမထည့်ထားဘူးပေါ့နော်။ဘာလို့လဲဆိုတော့ကျွန်တော်တို့ကဒီညဘက်မှာအတော့မရှိဘူးစက်ရုံဆိုတော့အဲ့တော့နေလေကင်းပဲဆိုတော့ကျွန်တော်တို့ဆိုလာပြားများများထည့်ထားတယ် battery ကိုနည်းနည်းပဲထည့်ထားတယ်ဒီလိုမျိုးလက်ရှိစလိုက် run နေပေါ့နော်။အဲ့တော့ဒီစက်ရုံပိုင်ရှင်အနေနဲ့ကအခုလက်ရှိမှာဒီ lesson မီကိုအားကိုးစရာမလိုဘူးပေါ့နော်။ကျွန်တော်တို့ဆိုလာနဲ့ဓာတ်ရိုက်ကို run run လို့အဆင်ပြေနေရပဲဖြစ်ပါတယ်။အဲ့လက်ရှိကျွန်တော်တို့က battery အနေနဲ့ဆိုရင် 51.2ဖို့ high body ပေါ့နော်အဲ့ဒီကောင်100အိုးကို6လုံးသုံးပြီးပေးထားတယ် brand ကတော့ကျွန်တော် CD ရွေးလိုက်တယ်ပေါ့နော်ဘာလို့လဲဆိုတော့ဒီကောင်ကတစ်လုံးစီကျွန်တော်တို့ကဝယ်လို့ရတယ်ကျွန်တော်တို့သုံးနေတာကတော့အဲ DA ပေါ့နော်အဲ့ဒီကောင်သုံးနေတယ်ဒါပေမဲ့တော့ခွဲမရအောင်ခွဲမရအောင်တော့ကျတော့ဒီ ancient အဲဆက်ယုံပါရှင်နေနဲ့ဒါဆိုရင်သူက budget လည်း save ဖြစ်တယ်ပြီးတော့နောက်ပိုင်းဒီကောင်ဒီမသုံးချင်တော့ဘူးကျွန်တော်တို့ဘယ်ပြောင်းမယ်ဆိုလဲဒီကောင်ကိုကျွန်တော်လိုဘိုဒီပေါ့လိုဘိုဒီနေနဲ့လည်းပြန်သုံးလို့ရတယ်ဒီကောင်နှစ်မျိုးသုံးလို့ရတယ်ပေါ့နော်အဲ့ဒါကျွန်တော်တို့သုံးတာဖြစ်တယ် ဒီဘက်ထရီ6လောင်းကကျွန်တော်တို့ကဘလို့နေရာမျိုးမှာအသုံးပြုမလဲဆိုရင်ဒီညနေ4နာရီရနေမှာစက်ရုံပိတ်တဲ့အချိန်ကြီးပေါ့နော်9ခွဲ6နာရီထိကို run နိုင်ဖို့အတွက်ကျွန်တော်တို့ကွက်တီလေးထည့်ထားပြီးဖြစ်ပါတယ်အဲ့တော့ကျွန်တော်နေအခု solar လေးတက်ဆင်ထားတဲ့ပုံစံလိုက်ကြည့်အောင်ကျွန်တော်တို့စက်ရုံရဲ့အပေါ်ခေါင်းမိုးထက်ကိုရောက်နေရပါတော့ဒီကျွန်တော်တို့ရဲ့စက်ရုံပရဝင်ကလည်းအနေငယ်တော့ area ချင်းနေ ကျင်းတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ကီလိုဝက်ကိုအပြည့်ထည့်ခြင်းပေးမယ်လေကျွန်တော်တို့အပြည့်ကထည့်လို့မရဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့အရည်တော်အဖြစ်ဆိုလာချက်90ကျော်လေးပဲကျွန်တော်ထည့်နိုင်တယ်ပေါ့ဆိုလာချက်ကြီး100ကျော်ထည့်ရမယ့်နေရာမှာ90ကျော်လေးပဲကျွန်တော်ထည့်နိုင်တယ်အမှကျွန်တော်တို့ဒီအစင်ပြောင်းပဲကျွန်တော်တို့စူးစမ်းပြီးတက်ဆင်ပေးထားတယ်ပေါ့နော်ဒီ select ပြင်ပေါ်ဆိုတော့ကျွန်တော်တို့ကဒီ buy fish တွေအသုံးပြုထားတယ်ပြီးတော့ဒီအထက်ကလည်းနည်းနည်းမြင့်နေပေါ့နော်ကျွန်တော်တက်အဲ့တော့ walkway လေးကြီးလေးကျွန်တော်တို့ထည့်ထားတယ်။ဒီမှာဆိုရင်ဒီဘက်ချမ်းမှာ walkway တစ်ခုဟိုဘက်ချမ်းမှာ walkway ရတစ်ခုပေါ့နော်။ walkway လေးနှစ်နှစ်ခုကျွန်တော်တို့လုပ်ထားတယ်။ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးတူတင်ပါတယ်။